အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီလင်စီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေတင်းငွေတွေတာသမီအားလုံးတို့က၁၉ရက်6လ2025ကနေ25ရက်6လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟော့ကင်းကိုကန္နာတခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတင်းငွေတွေတာသမီတွေပေါ့လေအဲဒီတစ်ပတ်ကာလမှာဘလိုကံတရားလေးတွေကြုံတွေ့ရတယ်လဲဆိုလို့ရှိရင်တော့ အပြိုင်ဆိုင်ရအားလုံးကိုကြော်လာပြီးတော့အောင်မြင်မှုလေးတွေကိုရရှိနိုင်မယ်ဆိုတော့ကန်ဒီယာထဲမှာပါတာဖြစ်တဲ့အတွက်အဲဘာပဲပြောပြောဒီတစ်ပတ်ကာလကတနင်္ဂနွေတာသမီတွေတို့ကအကန်ကောင်းတဲ့ရက်ထဲမှာပါတယ်ဗျာနော်အထူးသဖြင့်ဒီကာလမှာငွေချင်းနဲ့ပတ်သက်လို့ရှိရင်အမရန်ကန်ကောင်းတဲ့ထဲထဲမှာပါလာလိမ့်မယ်အဲငွေချင်းကန်ကမမြုံလေးတဲ့နေရာကနေအဆုလိုက်ပြုံလိုက်ဝင်လာတတ်တယ်ကို့မှာငွေချင်းခက်ခဲနေတဲ့အစင်မပြုံလေးတွေကြုံနေဆိုရင်တောင်းမှကိုကြီးမသားမဲ့သူရုတ်တရက်ပေါ်လာတာလေးတွေအဲမထင်ရတဲ့လမ်းကြောင်းကနေငုံဝင်လာတဲ့ကိန်းထဲမှာပါတဲ့အတွက်အမရန်ကောင်းတယ်လို့ခေါ်တယ်ဗျာနော် ဆိုတော့ငွေချင်းနဲ့ပတ်သက်ပြီးတော့စိတ်ပူစရာတော့မလိုဘူးပေါ့လေအဲတခုတော့ရှိပါတယ်လောင်းစားတွေပါတယ်လုံးမနေတော့ဘဝပြတ်တယ်ဗျာနော်ဒီကလာမှာလုံးဝမလုပ်ပါနဲ့နော်နှမျောစရာကြီးဖြစ်လို့ပါလက်ပိတ်သွားတာတွေပါတယ်ဖြစ်တယ်လို့ဂယူးဆိုင်ပြီနော်ပြီးတော့ငွေချင်းနဲ့ပတ်သက်လို့ရှိရင်တခုမှာကျင်တယ်ဗျာအရေးကြီးတာလေးရှိလို့ဗျာအဲဒီကလာမှာငွေချေးကန်ကောင်းမှမန်းတယ်အဲအခုချက်ချင်းမရဘူးဆိုတော့မှအရှိမငွေအစုလိုက်ပြုံလာရဖို့အတွက်အလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးအဲစောင့်မျှော်နေတဲ့အရာမျိုးလေးတွေကြုံတွေ့ရမှဖြစ်တဲ့အတွက်ဝမ်းသာဖို့ကောင်းတယ်လို့ပြောအပ်ခြင်းဖြစ်တယ်ဗျာနော် ငွေကျင်းနဲ့ပတ်သက်လို့ရှိရင် အကယ်၍ကို့မှာအခက်အခဲလေးတွေအဆင်မပြေလေးတွေကြုံတဲ့အခါမှာကို့ထက်ကြီးခဲ့တဲ့သူတွေစီမှာအကူအညီလေးတွေတောင်းပါဗျာနော်။ကိုညီမစားမဲ့သူတွေအဲအလိုလိုပေါ်ပေါက်လာလိမ့်မယ်။မမျော်လင့်တဲ့သူတွေကထပြီးကူညီလာလေးတွေဖြစ်တတ်တယ်ဗျာနော်။အထူးသဖြင့်အဲအမျိုးသမီးတွေအတွက်ဆိုရင်ပေါ့လေအမျိုးသားတွေရဲ့အကူအညီလေးတွေရရှိပိုင်ဆိုင်လိမ့်မယ်။အမျိုးသားတွေအတွက်ဆိုရင်တော့အမျိုးသမီးတွေရဲ့အကူအညီလေးတွေရရှိပိုင်ဆိုင်လိမ့်မယ်ဗျာနော်။ပြီးတော့ဒီကလာမှာ ဘယ်အလောက်ကန်နေပတ်သက်လို့ရှိရင်ဗောနည်းဒီရက်တနေတဲ့လုပ်ငန်းလေးတွေပြန်လဲစတင်ပြီးလုပ်သွားတတ်တဲ့ကိန်းလေးတွေရှိတယ်။အရင်တော့အလောက်ငန်းလေးတစ်ခုလုပ်တဲ့အခါမှာရက်ဆိုင်ဝါတာလေးတွေသွေဖွဲဝါတာလေးတွေဖြစ်လို့ရင်အခုချိန်မှာပြန်ပြီးလုပ်တဲ့အခါမှာအောင်မြင်မှုရမယ်လို့ခေါ်တယ်ဗျာနော်။အဲ့တော့ဒီကားမှာလုပ်ငန်းဆောင်တာတွေဘာပဲလုပ်လို့သူကဒီချိန်တစ်ခါနဲ့မပြီးပဲနဲ့ငချိန်ဖြစ်တာတွေလမ်းနဲ့တွေပေါ်လာတာမျိုးလေးတွေနှခွားဖြစ်တာမျိုးလေးတွေဖြစ်တဲ့အခါရှစ်တဝါကနောက်ဆောင်အခါအနေထားလေးတွေကြုံရတတ်တယ်။အဲ့တော့အဲ့လိုမျိုးဖြစ်ခဲ့လို့ရှိရင်ဘာမှဟိုအာယုန်တွေများမနေနဲ့ရှစ်တို့ပြီးတော့တာလောက်ပါနောက်မဆုတ်ပါနဲ့ဗျာနော်။ တေချာပေါင်းမိမိတို့ရွေထားတဲ့အတိုင်းမုတ်ချအောင်မြင်ပါလိမ့်မယ်ဗျာနော်ပြီးတော့အလုတ်လုတ်တဲ့အခါငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဲပြီးတော့ကာအယောင်းဝင်လုတ်တဲ့ကိစ္စလေးတွေခြံတို့မြေအယောင်းဝင်လုတ်တဲ့ကိစ္စလေးတွေအမရန်ကောင်းတယ်ဗျာနော်အဲအဲ့ဒီမှာယင်းညွတ်တော်မီလုံရင်အမရန်ကောင်းတယ်ပြီးတော့ဒီကလာမှာကြောက်တို့ကြောက်မြေတနာတွေဒူးဖော်တဲ့ကိစ္စတွေကနေအောင်မြင်မှုတွေရတယ်ဗျာနော်ဒက်တထုတွေဒူးဖော်တဲ့ကိစ္စတွေကနေအောင်မြင်မှုရတယ်လို့ခေါ်တယ်အဲ့ဒီလုပ်ငန်းတွေမှာယင်းညွတ်တော်နာတွေဆက်လူရှယ်လုပ်ငန်းလေးတွေပါဝင်ပြီးလုပ်ရင်အမရန်အောင်မြင်လိမ့်မယ်ဗျာနော် လုတ်ပြောင်းလဲလုတ်စီခြင်းနဲ့ပေါ့လေနော်အဲဝန်ထမ်းတွေကတော့ဒီကလာမှာကံလေးမကောင်းနည်းနည်းလေးသတိထားပဲကိုပိုင်စီဝါကြီးလုပ်တဲ့သူကပုံပြီးကံကောင်းတယ်ဝန်ထမ်းတွေကကံမကောင်းဘာလို့လဲဆိုတော့ဝန်ထမ်းတွေကြတော့ဒီကလာမှာအလုတ်ကင်နေရာထိုင်ခင်းအပြောင်းလဲလေးတွေကြုံရတဲ့ကိန်းထဲမှာသွားရှိတယ်ဗျာနော်ဒါပေမဲ့မီသေးတယ်ဗျာအပြောင်းမဲ့ဆိုရင်လည်းရဲဝင်ပြောင်းလဲနော်သိခံပြီးလုတ်မနေနဲ့ဗျာနော်အဲကိုကကိုကိုပိုင်စီပွားရေးလုပ်မယ်ဆိုတော့ဒီကလာမှာမြန်မြန်ဆန်ဆန်လုပ်တော့အရှိလာမဲ့ကာလလေးတွေမှာဆိုရင်ညနေတဲ့ဟိုအလုတ်အဆင်မပြေဘူးဆိုရင်တော့မှပြောင်းရင်ပို့ဆိုးမယ်ဆိုတော့အညံ့တွေက အရှိမထိုင်ဆောင်နေမှာဖြစ်တဲ့အတွက်ပြောင်းမယ်ထွက်မယ်ဆိုလို့ရှိရင်တေချာပြီဆိုလို့ရှိရင်မြန်မာဆန်ဆန်ပြောင်းရွှေ့ပါအချိန်နေမဆိုင်ပါနဲ့နော်တွေ့ဝင်နေတာချိန်ဆနေတာတွေမလုပ်ပါနဲ့လုတ်ဖို့ဂိုင်းဘအချင်းချင်းမနာလိုတက်ခိုက်တာလေးတွေကတော့ဖြစ်ကိုဖြစ်လာလိမ့်မယ်အဝေးရလူတွေဒုက္ခမပေးဘူးအနည်းဆုံးသူတွေပဲဒုက္ခပေးမယ်သတိထားမယ်နော်ကိုယ့်ဘကမန်နေတယ်ဆိုရင်တော့မှရှင်းပြလို့မရဘူးပြအဲကိုယ့်ဝိုင်းရထင်လွဲတယ်ခုနကကိုယ့်ထက်ကြီးခဲ့တဲ့အလုပ်ရှင်တွေဒီအထက်လူကြီးတွေကအဆာပေါ့လေတခြားသူတွေရဲ့စကားကိုပဲနားယောင်တယ် ပင်မတော့ကိုကပင်မနဲ့အချို့မြတ်ခံစားတာတခြားသူတွေကခံစားတဲ့အပြင်ကိုရမကောင်းတဲ့သမုတ်လေးတွေပြောတာမျိုးလေးတွေအစားကြုံရတော့ဂယုဆိုင်ပြီပါနော်စိတ်လိုက်မှာပါအဲတုံးမြတ်တော့ဆိုင်ခေါင်းဝင်းလေးထားပြီးတော့အသေးစားလေးစဉ်းစားဆုံးဖြတ်ပါဗျာနော်ကျမ်းမာရင်ပတ်သက်လို့ရှိရင်တော့တနင်္ဂနွေသားသမီးတွေဒီကလာမှာကျမ်းမာကြီးကအာယုံကြောပို့ထိတာများလဲသတိထားအာယုံကနေမှမျက်ရိုးတွေကြိုက်တာမျက်စိနဲ့ပတ်သက်ပြီးမျက်မှန်ပါဝါတွေတို့ရတာမျက်စိခွဲရတာမျိုးအစားဖြစ်တတ်တယ်တခြားသတိထားမယ်ဒါအပြင် အာခေါင်းကြီးအုံပြီးနောက်ကျော်ကြီးတက်ပြီးတော့ဗောလေတော်တော်လေးဆိုးပါတယ်အသက်ရွယ်ကြီးနေတဲ့သူတွေဆိုရင်အုံနောက်သူကြောပြတာတွေပါတယ်ဖြစ်တဲ့သတိထားနော်အဲအသက်ရွယ်ကြီးနေတဲ့သူတွေဆိုရင်ပို့ပြီးတော့ခရီးဆိုင်ပြီးမပေါ်ဆက်ပါနဲ့ဗျာနော်နောက်တစ်ခုကတနည်းနဲ့သာသမီတွေဒီကားမှာစိတ်လေးတွေကပုံမှန်မဟုတ်ပဲနဲ့လေစိတ်တွေလေးနေတာစိတ်တွေလေးနေတာမျိုးလေးတွေဖြစ်တတ်တယ်ဟိုလက်ရှိလောက်တဲ့လောက်လက်ရှိနေတဲ့နေရာဖြစ်ရင်ဖြစ်မဖြစ်တခုခုပါဗျာလှုပ်ချင်ကညင်သွားချင်လာချင်ပြီးအိမ်မှာမနေချင်တာလေးတွေတနည်းအရောင်ထွက်သွားချင်တဲ့စိတ်လေးတွေတအားပေါ်တတ်တယ်နော်အဲအတွေးပေါင်းစုံလေးတွေဝင်တတ်တယ်ဗျအဲ့အတွေးလေးတွေကိုအတတ်နိုင်ဆုံးအနိုင်ယူပဲစိတ်လိုက်မှမလုံနဲ့ မသိမြန်ကိုအမြန်လူများတွေမှာဆုံးပြောကန်းနဲ့လောက်ထားသလားဆိုပြီးစိတ်လေးတွေကရှောက်တွေးတာမျိုးလေးတွေဖြစ်တယ်လို့ခယူဆိုင်မှာနော်ငွေချင်းနဲ့ပတ်သက်ပြီးစိတ်မပူနဲ့အလုပ်ဆိုလဲလုပ်ချင်တဲ့ရှိတဲ့အလုပ်လေးတွေဇောက်ချပြီးလုပ်အဲဗာစိတ်ပူကလည်းမင်းလူမှုရေးနဲ့ပတ်သက်တဲ့ကိစ္စတော့စိတ်ပူရတယ်တတိထားမယ်နော်လူမှုရေးမှာလူများပြဿနာကုပြဿနာဖြစ်တဲ့လူများကြားနေတဲ့ဂျားကြီးသုံးချမ်းမဝင်ပါနဲ့နော်ဒီကလာမှာပြဿနာလေးဖြစ်တဲ့မိဘတွေကြားတဲ့တာသမီတွေကြားတဲ့မဝင်ပါနဲ့နော်နောက်ဆုံးကိုကဂျားရီယာဗီလိန်ဖြစ်သွားတတ်တယ်ပြီးတော့ငွေချင်းကိစ္စနဲ့ပတ်သက်လို့ရှိရင်အာမခံလုံးဝလုပ်လို့မရဘူးအာမခံလိုက်ပြီးလိုက်တဲ့ကိစ္စတွေကိုကဂျားရီယာဆက်ရောရတယ် လို့ရှိရင်ကိုကလည်းဂျာရီယာဆက်ရွာသေးတယ်ခုနကကိုကူညီတဲ့သူတွေကလည်းကိုကိုမကောင်းပြန်ပြောတာမျိုးအစားကြုံရတဲ့သတိထားပေးပါဗျာနော်အဲ့မှာတုံးတဲ့ဆက်ပစ္စည်းလေးတွေပြည့်ရွံ့တာမျိုးလေးတွေဖြစ်တဲ့အထူးသတိထားပေးနော်ဆက်ပစ္စည်းအပြည့်လေးတွေရှိတယ်ဒီကလာမှာဆက်ပစ္စည်းကြီးကြီးမားမားအဝင်မတော်ဘူးပြက်နေတော့မှပြန်ပြီးပြင်သုံးပေးပါဗျာနော်အဲဆက်ပစ္စည်းအဝင်မတော်ဘူးဆိုတော့လည်းကားဒီပါတွေကတော့ဝယ်မယ်ဆိုအဝင်တော်တဲ့ထမှာပါပါတယ်ဗျနော်ပတ်စံရရင်ကားဒီပါတွေဝယ်ရွှေနဲ့ပတ်သက်ပြီးတော့တော့သွားမထီမလောက်ပါနဲ့ဘူးနော်အရန်အနေနဲ့များတော့နဲ့မကောင်းဘူးပေါ့လေအချုံးပေါ်တော့တယ်လို့ခေါ်တယ် ရှင်လုံးငန်းလောက်ကနေတဲ့သူတွေဆိုလည်းဒီကာလမှာအထူးသတိထားပဲเนาะအခက်မသိရင်အဲ့ဒါတွေကိုအကြောင်းပြုပြီးတော့အဲဆစ်စင်မြင်မြခါနာမျိုးလေးတွေအဖန်စီခါနာမျိုးလေးတွေရာစာကြုံရတော့လေဒီချက်တော့သတိထားပါလို့ထပ်တလဲလဲအကြံပေးခြင်းလေဗျာเนาะအဲလူမွေးနဲ့ပတ်သက်လို့ရှင်တော့လေလူမွေးဆိုတဲ့ခါမှာအခြေအိမ်တော်ကြီးနဲ့ပတ်သက်လို့ရှင်လေအဲတနင်္ဂနွေသားသမီးတွေစမ်းအမရံပွင့်လိုက်မယ်เนาะချစ်သူမရှိတဲ့သူတွေချစ်သူရမယ်ဆိုတော့ရတဲ့ချက်သူကောင်းလားဆိုတော့ကောင်းတယ်လို့တော့မကောင်းတယ်လို့ ਨੇ ရှုပ်ချက်ခဲ့တဲ့အနေထားလေးတွေဖြစ်တတ်တယ်။အဲကိုကိုတိုင်းကအတိတ်ကိုလည်းလုံးဝလွတ်မချနိုင်ဘူး၊မိလည်းမမိနိုင်ဘူး။အခုလည်းထပ်ပြီးတော့အသက်ထားတယ် အဲ့မှာဟိုနဲ့ဒီနဲ့ကိုဘယ်ကိုရွှေ့ချက်လို့ရွှေ့ချက်မှမသိဘဲနဲ့ရှုပ်ချက်ခတ်တဲ့အနေထားတွေဖြစ်တတ်တယ်။နောက်တစ်ခုကိုနာကကိုကထပ်ပြီးတော့ပတ်သက်လိုက်တဲ့သူကလည်းအာကိုစီလာလာတာသူ့ရဲ့အတိတ်ကိုကောင်းကောင်းကြီးအပြက်ပြက်သားသားကြီးလွတ်ချနိုင်တာမျိုးမဟုတ်ဘဲနဲ့တိုးတိုးလောင်းကြီးပလာတာမျိုးတွေဖြစ်တတ်တယ်။အဲ့လိုဖြစ်တဲ့ဟာကိုကသွားပတ်သက်တဲ့ခါမှာသုံးဖွင့်ဆိုင်လေးဖွင့်ဆိုင်တွေရှုပ်ချက်ခတ်တတ်တယ်ဗျနော်။ဝေခွေရခတ်တဲ့အနေထားလေးတွေကြုံရတတ်တယ်။အဲ့တော့ကိုကချစ်သူကြီးသားအစ်စ်ပဲထားထားနော်။ကို့မှာအနောက်ကရှိတဲ့ဟာဆိုရင်ပြက်ပြက်သားသားလို့အဲ့အစ်စ်ထားမယ်ဆိုလို့ထားတဲ့သူကိုတေချာလေးစစ်စစ်ရွေးချယ်ပြီးတော့မှနောက်ကြောင်ရှင်းတဲ့ဆုံးမှထားပါ။ အဲ့ဒါဆိုတော့အကောင်းဆုံးဖြစ်လာလိမ့်မယ်နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့အဲလူမှုနဲ့ပတ်သက်ပြီးတော့နာမည်ဂုဏ်သိက္ခာကြတာလေးတွေရှစ်တဝက်ခါနောက်ဆုံးဝက်ခါပြဿနာလေးတွေဖြစ်တတ်တယ်အနောက်တစ်ခုကတချို့ကကြတော့ကိုယ့်ရဲ့အတိတ်ကအမဲဆက်ပေါ့လေအဲအဲ့ဒီရဲ့အရေးဆိုကြီးပါလာတာကြောင့်အချစ်သူချင်းတမီးသားချင်းစကားများရံဖြစ်ကြတတ်တယ်ထားမှာတော့ကိုကအတိတ်မှာပြင်းပြထန်ထန်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့အိမ်တော်ကွဲသည့်ဖြစ်စေအိမ်တော်ရှိတာတွေဖြစ်စေ တရားရံကတော့ကွဲတာပြတာလည်းမဟုတ်ဘဲနဲ့နောက်ထပ်ချစ်သူတွေရောက်ထားတယ်ကိုရဲ့နောက်ကြောင်းတွေတိပြီးတဲ့အခါမှာအဲ့သူကကိုရဲ့နောက်ကြောင်းကိုလုံးဝလက်မခံနိုင်တဲ့အတွက်ပြဿနာတွေဖြစ်ပြီးကွဲတာပြတာဒါမျိုးတွေဟာအစားဖြစ်တတ်တယ်နောက်ကိုထားတဲ့ချစ်သူဘက်မှာလည်းအဲ့လိုမျိုးဖြစ်တတ်တော့လေအဲ့ဒါလေးအထူးဂရုစိုက်ပေးပါလို့ထပ်တယ်လည်းလည်းအကြံပေးခြင်းနဲ့ချစ်သူမရှိရင်ချစ်သူရလာလိမ့်မယ်စိတ်မပူနဲ့နော်ဒါမဲ့အဲ့မတတ်မရှင်တော့အခြေအိမ်တော်ကြီးတွေသွားဂရုအဲကြုံဝတ်ထတဲ့ဂိမ်းထဲမှာသွားပါတဲ့အတွက်ကိုစီကိုတိုးတက်လာမဲ့ရာထူးတိုးဂိမ်းတွေခုနကဟာတွေမှာပါသွားပြီးတော့ပိတ်ဆို့ဝါတာထင့်ငေါ်ဝါတာတွေဖြစ်တတ်တယ်ဂရုစိုက်ပါနော်အထူးသဖြင့်ကိုပတ်သက်နေတဲ့သူတွေကလည်း ဘသူပဲဖြစ်ဖြစ်ပေါ့လေအဲတောက်ကြတာသမီးအင်္ဂါတာသမီးတွေကိုပို့ပြီးတရိထားမယ်သူတို့ကိုအကြောင်းပြုပြီးစိတ်ညစ်စိတ်တော့ကလေးတွေပို့ပြီးရောက်တတ်တယ်နော်ဂယုဆိုင်ပါဗျဇွန်လ20 21 22 25အဲ့ရက်တွေကအမရန်ကန်ကောင်းတယ်ဗျာနော်ကိုပိုင်အဆန်းဆန်းလေးလောက်တဲ့ကိစ္စတွေကနေအောင်မြင်တဲ့ထူးခြားတဲ့အကျိုးဆက်တွေရရှိလိမ့်မယ်နော်အဲစနေနေ့မွေးတဲ့သူတွေတနင်္လာနေ့မွေးတဲ့သူတွေကိုအကြောင်းပါပြီးတော့လေစီဝါရေးလုပ်ငန်းဆောင်တဲ့မှာထုံထုံပေါပေါရရှိလိမ့်မယ်ငွေအစုတိုင်းအပြုံလိုက်ဝင်လာတတ်တယ်ဆိုတော့ပြပခီနိုင်ငံခီးတွေတွားရတတ်တဲ့ဂိမ်းထဲမှာတွားပါတယ်လူချစ်လူခင်ပေါများတယ်ဗောလေ အဲအခြေရေဆိုလို့ရှိရင်လည်းအဲ့ကာလမှာဝိုင်းဝိုင်းလည်နေတဲ့ကာလလို့ခေါ်တဲ့အတွက်လက်ညှိုးညှိုးကရေဖြစ်တဲ့ကာလပါပဲဗျာနော်ဇွန်လ29ရက်23ရက်24ရက်အဲ့ရက်လေးတွေမှာတော့အညံ့လေးတွေရှိတာဗျသတိထားမယ်စေတနာဝေဒနာဖြစ်တတ်တယ်ကိုကအကောင်းအောင်လုပ်ပေးတာပဲဒါပေမဲ့လို့လက်ကြည့်လိုက်လို့ရှိရင်လေကိုရဲ့အနောက်မိသားစုကကြောပဲရှိတယ်ဆိုတော့အနေထားတွေအရှိယဘလောက်ပဲပင်မပင်မအနောက်လက်ကြည့်လိုက်လို့ရှိရင်စိတ်မချမ်းသာရတာမျိုးမိဘတစ်မျိုးသားသမီးရတစ်မျိုးညီကောင်မတော်မတစ်မျိုးအမျိုးမျိုးသောတောက်ခလေးတွေကြုံရတတ်တယ်အဲ့ဂျားထဲမှာလောင်ပိတ်မိနေတယ်လို့လေးတွေဖြစ်တတ်တယ် အခြေအိမ်တော်ကြီးမှာလည်းတခုခုကိုပြပသသာစုံမချက်မချနိုင်ပဲနဲ့ရှစ်လူဝကနောက်ဆုံးဝကဝီခွဲနေရတဲ့အနေအထားတွေခြေုံချတုံဖြစ်နေတဲ့အနေအထားတွေတွားကြုံရတဲ့အထူးသတိထားပေးပါနော်ဂယုဆိုင်ပါအဲ့တော့ကန်ဒီယာရဲ့ထောက်မမှုတွေအပြည့်အဝရအောင်အညိုရောင်အပြာရောင်အနှုအရင်အစိမ်းရောင်အညိုရောင်အဲ့ဒီအရောင်တွေကိုအဓိကထားပြီးဝတ်ဆင်သုံးဆွဲပေးရမယ်အဲကန်မာပန်းရောင်စုံငွေပန်းကြောက်စိမ်ပန်းကြက်တကုံပန်းဂန်းကောင်ညုံအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်ဝယ်တဲ့ဖခင်မှာဖခင်ပန်းကတာပဲဖြစ်ဖြစ် အနေအဲ့ကနေမှအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုတ်လို့သုံးဆွဲပေးပါအဲကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေပေါ့လေအဲဒီတစ်ပတ်ကာလမှာကောင်းတဲ့ကံလေးတွေအများကြီးရှိတယ်အဲအနေငယ်တော့အညာခိုက်လေးတွေတော့ရှိတာပေါ့ရှိတော့ဒီအညာလေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ရရရလေးခြေရမယ်ဗျာနော်အဲ့တော့ရရရနေနဲ့ဘလို့ခြေရမလဲဆိုတော့အရှိရက်ကိုမျက်နှာမူငပြောသီးလေးစားပြီးတော့မိမိတို့အလိုရှိရာဆန္ဒလေးဆန္ဒပြုစုတော်ခြင်းအဖြစ်အလိုရှိရာဆန္ဒလေးတွေတလုံးတော့ဝပြေဝလာပါလိမ့်မယ်ဒါအပြင်ကြုံတွေ့ရတဲ့အညာအခိုက်လေးတွေ နော်လက်လာပါလေးတွေပွင့်ဖို့အတွက်ဘာလို့ကလဲဆိုတော့ငားစာကြွေးတာတို့ငှက်စာကြွေးတာတို့အဲ့ဒါလေးတွေအပြင်ခွေးစာကြွေးတာတို့အဲ့ဒါကြွေးပြအောင်ကြွေးပေးပါဗျာနော်ညက်နေဆောင်လေးတစ်ခုမှကြွေးပေးရင်ပို့ပြီးတော့ကောင်းပါတယ်ဗျာနော်အဲ့လိုလှုပ်ချင်းအဖြစ်ပိတ်နေတဲ့လက်လာပါလေးတွေပါပွင့်ပြီးအချီငွေကြီးရအစအစသရရကံကောင်းတော့ပါလိမ့်မယ်တနေ့ကလေးတာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်